ဒီနေ့ကျွန်တော်တို့လည်းပဲဖက်ဖက်ကနေခက်ခဲကြက်တဲမှုမျိုးစုံကိုခံစားနေရတဲ့အချိန်ကာလဖြစ်ပါတယ်ကျွန်တို့ကိုကဲတင်တော်မူပါလို့လဲကျွန်တော်တို့အားလုံးဆုတောင်းနေကြရတဲ့အချိန်ဖြစ်ပါတယ်စပင်ရေပရိတ်တာများအားလုံးကို မင်္ဂလာပါလို့ဥစွာနှုတ်ခွန်းဆက်တတ်အပ်ပါတယ်ဒီတစ်ပတ်ကြားနာရမယ့် ေသနာခေါင်းစဉ်ကတော့ကျွန်ုပ်တို့ကိုကဲတင်တော်မူပါဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်။အခြေပြုတဲ့အကြောင်းပိုက်ကတော့ရှင်မသဲခရစ်ဝင်ကျမ်းအခန်းကြီး27အငယ်6ကနေ9ရှင်မာကုခရစ်ဝင်ကျမ်းအခန်းကြီး27အငယ်9ကနေ30ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး7အငယ်73တို့ထဲမှာပါတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီတဲကရှင်မကုခရစ်ဝင်ကျမ်းအခန်းကြီး7အငယ်9ကနေ10ကိုဖတ်လို့ပါတယ် ရှေ့နောက်လိုက်သွားသောသူတို့ကဟောရှာနာဖြစ်စေတည်းထာဝရဘုရား၏အခွင့်နှင့်ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေတည်းထာဝရဘုရား၏အခွင့်နှင့်ယခုတည်လူသောငါတို့အဖဒါဝိဒ်၏နိုင်ငံတော်သည် မင်္ဂလာရှိစေတည်းကောင်းကင်ဘဝဲ့ဘွယ်ဟောရှာနာဖြစ်စေတည်းဟုကြွေးကြော်ကြ၏ဒီကြမ်းပိုက်တဲကအဖြစ်အပျက်တွေကို ကျွန်တော်လေ့လာလိုက်တဲ့အခါမှာ ဘယ်လိုအကြောင်းအရာတွေရှိသလဲဆိုတော့အကျေကြီးလိုက်မယ်ဆိုလို့ရှိရင်သခင်ယေရှုနဲ့တပည့်တော်တွေဟာယေရုရှလင်မြို့အနီးတန်လွင်တောင်ကြီးရင်းကဘက်ဖာဂေယွာနဲ့ဘေသနိယွာမှာ ရောက်နေကြတဲ့အချိန်သခင်ယေရှုကတပည့်တော်နှစ်ယောက်ကိုနင်တို့ရှေ့ကယွာကိုတွားကြအဲ့ဒီယွာမှာဘယ်သူမှမရှိဘူးတဲ့မြဲကလေးကိုတွေ့လိမ့်မယ် ငယ်ချိုးကိုဖြီးပြီးတော့ဆောင်ခဲ့ကြ။အဲ့ဒီအခါတပားသူတွေကဘာလို့ဒီလိုလုပ်တာလဲလို့မေးလို့ရှိရင်သခင်အလိုတော်ရှိတယ်လို့ပြန်ဖြေကြလို့မှားလိုက်တယ်။တကယ်ပဲတပည့်တော်နှစ်ယောက်ကလည်းတွားလိုက်တဲ့အခါမှာသခင်ယေရှုမိန့်လိုက်တဲ့အတိုင်းပဲမြဲကလေးကိုတွေ့တယ်။ချိုးကိုဖြီးတယ်။အဲ့ဒီနားကလူတွေဘာလုပ်တာလဲလို့မေးတော့သခင်အလိုရှိတယ်ဆိုပြီးတော့ သခင်ယေရှုမိမာတဲ့အတိုင်းပြန်ဖြေတယ်အဲ့ဒီခါမှာအဲ့ဒီလူတွေကလည်းသူတို့ကိုအခွင့်ပေးလိုက်တယ်ဆိုတဲ့အကြောင်းဒီကျမ်းပိုက်လေးမှာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်တရားကိုကြည်ခြင်းအားဖြင့်သခင်ယေရှုခရစ်တော်ဖျားဟာအရာအလုံးကိုသိမြင်တော်မူသောဖျားဖြစ်တယ် Omniscient God ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်မြေကလေးရောက်လာတဲ့အခါမှာတပည့်တော်တွေက မြဲလေးပေါ်မှာတခင်စီးဖို့အဝတ်တွေတင်ကြတယ်တခင်ယေရှုကလည်းအဲ့ဒီမြဲကလေးပေါ်မှာစီးပြီးတော့ယေရုရှလင်မြို့ထဲကို ဝင်လာလိုက်တယ်လန်ခီတလျှောက်ကလူအုပ်ကလည်းမိမိတို့ရဲ့အဝတ်များတစ်ကိုင်းတစ်ခက်များခင်းပြီးတော့အကျိုးဆူကြတယ်နှုတ်ကနေလည်းပဲဟောရှနာဆိုပြီးတော့ခစ်ကြွေးကြတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒီနေရာမှာဟောရှနာရဲ့အတိတ်ဘယ်ကပါလဲ ဟောရှာနာဆိုတာဟီဘရူးစကားဖြစ်ပြီးတော့အင်္ဂလိပ်လို ပြောမယ်ဆိုရင် save us now ဖြစ်ပါတယ်ကျွန်ုပ်တို့ကိုယခုကယ်တင်တော်မူပါလို့အဓိပ္ပာယ်ရှိတာဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့ဒီခေတ်ကာလဟာဤတီလလူမျိုးတွေယောမနယ်ချက်တွေရဲ့လက်အောက်မှာသူ့ကျွံဘဝရောက်နေတဲ့ကာလဖြစ်ပါတယ်နိုင်ငံရေးစီးပွားရေးလူမှုရေးနောက်ဆုံးဘာသာရေးကအစအဖိနှိပ်မှုအမျိုးမျိုး ခေါင်းပုံဖြတ်မှုအမျိုးမျိုးခံစားနေရတဲ့အချိန်ဖြစ်ပါတယ်။ဘာသာရေးခေါင်းဆောင်ဆိုတဲ့လူတွေကလည်းအကျင့်ပြက်နေကြတဲ့လူတွေဖြစ်ပါတယ်။ဒီလိုအဖြစ်ဆိုဒီလိုဘဝမျိုးကနေလွတ်မြောက်နိုင်ဖို့ကဲတင်ရှင်ကိုမျောလင့်နေတဲ့အချိန်ဖြစ်ပါတယ်။ဒီအချိန်မှာသခင်ယေရှုရဲ့ဟောကြားမှုများပြသခဲ့တဲ့နမိတ်လက္ခဏာများကိုမြင်တွေ့ရပြီးတဲ့နောက်မှာဒီလူတွေဟာ သူတို့လူမျိုးကိုကျွန်တပေါက်ဘဝကနေကယ်ထုတ်ပေးမဲ့ခေါင်းဆောင်ကြီးအဖြစ်သခင်ယေရှုကိုမြင်လာကြတယ်။အားကိုးလာကြတယ်။ဟိုးယခင်ဒါဝိမင်းကြီးတီထောင်ခဲ့တဲ့ရွှေရောင်နိုင်ငံတော်ကြီးကို ပြန်လည်တီထောင်နိုင်တော့မယ်လို့သူတို့အိမ်မက်မက်ခဲ့ကြတယ်။ဒါကြောင့်ထာဝရဖျားကြီးအခွင့်နဲ့ယခုတီလူတော်ငါတို့အဘဒါဝိဣနိုင်ငံတော်ဒီမင်္ဂလာရှိစေတည်းဆိုပြီးတော့သူတို့ ကျွေးကြော်ကြတာဖြစ်ပါတယ်။ဒါပေမဲ့တခင်ယေရှုခရစ်တော်ကသူတို့မျှော်လင့်တယ်လို့ရောမနယ်ချက်အစိုးရကိုကောင်းကင်တမန်တပ်ကိုခေါ်ပြီးတော့တိုက်ထုတ်တာမျိုးမလုပ်ပဲဘာတကိုးမှလည်းမပြဘဲနဲ့ပေါ့ဗိမာန်တော်တွေကိုတွားပြီးတော့မတရားမှုများကိုတွားရောက်ရှင်းလင်းလှုပ်ဆောင်ခဲ့တယ်။ဒါကိုမကြည်နပ်တဲ့ဘာသာရေးကောင်းဆောင်တွေကစံတပ်ပုဂ္ဂိုလ်တွေက ရောမအစိုးရကိုတိုင်ပြီးတော့တခင်ယေရှုကိုလာဖမ်းသွားကြတယ်ခရစ်တော်ကလည်းဘာခုခံမှုတစုံတရာမှမလုပ်ဘဲနဲ့သူ့တငယ်လေးလိုအသာတကြီးပဲဖမ်းခံသွားတဲ့အခါမှာသူ့အပေါ်မျှော်လင့်ချက်ကြီးမားခဲ့တဲ့ဒီဣဒီလလူမျိုးတွေကဒေါသထွက်ပြီးတော့လက်ဝါးကားတိုင်မှာရိုက်ထားပါဆိုပြီးတော့ပိလတ်မင်းကိုတောင်းဆိုခဲ့ကြတယ်ဒီလိုပဲနောက်ဆုံးမှာကာစင်တင်တတ်ခဲ့ကြတာဖြစ်ပါတယ် သူတို့မတိလိုက်တာကတော့သခင်ခရစ်တော်ဟာလူသားများအတွက်ငြိမ်ချမ်းခြင်းလက်နဲ့ချစ်ချင်းမေတ္တာလက်နဲ့ဖြင့်ဖခင်တခင်ရဲ့နိုင်ငံတော်ကိုဤကဘာလောကကြီးထဲမှာတည်ထောင်သွားပေးခဲ့တာဖြစ်ပါတယ်။ကဲတင်ခြင်းအမှုကို ပြုပေးခဲ့တာဖြစ်ပါတယ်။ချစ်တော်သမားမိတ်ဆွေများခင်ဗျာဒီနေ့ကျွန်တော်တို့လည်းပဲအဖက်ဖက်ကနေခက်ခဲကြက်တဲမှုမျိုးစုံကို ခံစားနေရတဲ့အချိန်ကာလဖြစ်ပါတယ်ကျွန်ုပ်တို့ကိုကဲတင်တော်မူပါလို့လဲကျွန်တော်တို့အားလုံးဆုတောင်းနေကြရတဲ့အချိန်ဖြစ်ပါတယ်တခင်ယေရှုခရစ်တော်ကတော့မေတ္တာလက်နဲ့ဖြင့်ငြိမ်းချမ်းသောလူပေါင်းလောကကိုတည်ဆောက်ဖို့လမ်းပြပေးသွားခဲ့ပြီဖြစ်ပါတယ်ထိုတခင်ရဲ့ကဲတင်ခြင်းဆုကျေးဇူးကိုဒီဘဝသာမကဘဲနဲ့နောင်ဘဝအသက်ဘဝရယူခံစားပြီးတော့ ရှေ့ဆက်ဘဝကိုကျွန်တော်တို့ရင်ဆိုင်ကြော်လွားကြပါစို့လို့အားပေးခွန်အားပေးလိုပါတယ်ဂျေဇူးတင်ရှိပါတယ်